ပလေယာတွေအသေးခွဲရတော့ကြုံဘူးပါတယ်အဲ့လိုအသေးခွဲရဆိုတာထက်တို့ကဒီလိုကောင်မလေးရသွားပြီဆိုရင်အဲ့ကောင်မလေးနဲ့တို့အဆင်ပြေဖို့အရင်ပေါ့ဒီဂိမ်းနဲ့အချိန်ပေးမယ်ကောင်မလေးကိုလည်းအချိန်ပေးမယ်အဲ့ကြားထဲမှာတို့ကညှိရတယ်တို့အချိန်တွေညှိယူပြီးတော့တေးချာချာပြင်ဆင်တဲ့အခါတလားနလားလောက်ကတော့ကောင်မလေးရသွားတဲ့ pro player အတိုင်းတလားနလားလောက်လက်ကြသွားတယ်တို့ကအဲ့ကြားထဲမှာညှိနေတာအချိန်တွေအဲ့လိုမျိုးအချိန်တွေညှိပြီးလို့ ဒီဆရာဝါပြီသူတို့ကလည်းနှစ်ဖက်လုံးကလည်းအဆင်ပြေသွားရေဆိုတဲ့အချိန်မှာလမ်းခွဲသွားရင်အဲ့လိုမျိုးအသေးခွဲသွားတဲ့အချိန်ဆိုတော့ဒီ probability က mandate တွေရော scale တွေရောအကုန် down ရတာအဲ့လိုအချိန်တွေတော့ရှိတယ်အသေးခွဲရင်တော့အသေးခွဲတဲ့အချိန်ကတော့ down အကုန် down ရတာအဲ့ဒါဆိုဒီကောင်ကပြိုင်ပွဲတာပြိုင်ပွဲကာလအတွင်းဆိုရင်သွားပြီသူကသုံးစားလို့မရတော့ဒီပြိုင်ပွဲရှုံးမှုများပြီအဲ့လိုမျိုးဖြစ်သွားတယ်တခုတခုကြည့်ကြည့်ရောကြားလေးကြောင့်ဟဲဆောင်ဟဲဆောင်ကောင်းတယ် အဲ့တော့ကောင်းလေမင်းကလေးကမဟန်မဆောင်နိုင်တော့ဘာလို့လဲလက်ခွဲဆိုရင်တည်တော့ကိမကွာ training မှာဟိုညပါပြင်းနေရတယ်တည်မှာအဲ့လိုတခါကြအဲ့လိုမိုင်းတွင်းနေရဗျာမိုင်းတွင်းသူတို့ကသူရန်ရန်ဖြစ်လဲမိုင်းတွင်းနေရတယ်တည်မှာပြီးအဲ့လိုအသေးခွဲချိန်နေသူတို့ချိန်လဲအာမြင်းနေမြက်ခွဲတည်မှာကိုရမြင်းနေရစိတ်မကျန်းတာတည်မှာပြီး training မှာအာမဆိုင်နေလက်ကြလိုပါပဲတန်တဲ့ဟာကြီးကတော့ effect ကတော့တူတူပဲပေါ့နော်အသေးခွဲလို့ချိန်တော့လက်ကတော့ကြတာပဲနင်းနေကြာအဲ့